ဒီနေ့မှာတော့စာရေးဆရာသုတဆုံထွန်းလင်းရေးသားထားတဲ့ဂျင်းခါတီနဲ့ဂျမ်းမာကြီးဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။ဂျင်းခါတီကိုပြုတ်တုကျော်လောချစ်ပြုတ်ခြင်းအစရှိတဲ့နှစ်သက်သလိုစားသုံးနိုင်ပါတယ်။ဂျင်းခါတီကိုစားရင် အကျော်တက်တတ်ပါတယ်။ဒါပေမဲ့အစီညာတိုင်းနဲ့အစီကိုဖယ်ရှားပြီးသားကိုစားရင်တော့အကျုံးတက်တတ်ပါဘူးကျင်းခါသီးနဲ့မတည့်တဲ့အစားအစာတွေကတော့မှုနဲ့ကြက်သားပဲဖြစ်ပါတယ်အကျောတက်အော့အန်တတ်ပါတယ် ဂျင်းခါသီးရဲ့အခါတက်ကိုရှော့ချလိုပါကစားရည်စိမ်ပြီးမှချက်ပြုတ်တက်ပါတယ်။ဂျင်းခါသီးတွင်ပါဝင်တဲ့အပင်ထွက်အင်ဆူလင်ဟာစီးနဲ့သွေးထဲမှာရှိတဲ့တကြားဓာတ်ကိုရော့ချစေတဲ့အကျိုးကျေးဇူးရှိပါတယ်။ဂျင်းခါသီးဟာသွေးရင်းအင်ဆူလင်အဆင့်ကိုတိုးစေခြင်းမျိုးမရှိဘဲဂလူးကို့စ်ကိုခံနိုင်ရရှိမှုကိုတည်တည်တသာကောင်းမွန်စေခြင်းမျိုးဖြစ်ပါတယ်။ဂျင်းခါသီးကိုစားခြင်းအပြင် သွေးကြိုစည်းကြိုယောဂသည်များရဲ့ခန္ဓာကိုယ်တွင်းမှာရှိတဲ့တခြားဓာတ်ကိုရောချပေးပါတယ်။ကင်ဆာယောဂနဲ့အခြားသောပြင်းပယောဂများကုသမှုမှကာကွယ်ပေးပါတယ်။ဝမ်းချုပ်တတ်သူများနဲ့အနီရောင်အပိန်များစတဲ့ယောဂများမှလည်းကာကွယ်ပေးပါတယ်။ သွေးလက်ပတ်မှုစနစ်ကောင်းမွန်စေပြီးခန္ဓာကိုယ်သွေးလျက်လှပစေခြင်းပုံမှန်စားသုံးပေးပါကသွေးတို့ရောဂါကိုကောက်ွယ်ပေးနိုင်ခြင်းမျက်စိနဲ့အာရုံကြောစနစ်အတွက်ကောင်းမွန်စေခြင်းသွေးတန်စေခြင်းလေကောင်းရောဂါသမားများအတွက်အရေးဖြောတိုက်ပါကသက်သာစေခြင်းပန်းနာရင်ကျပ်သမားများအတွက်သက်သာစေခြင်းအရက်ဆွဲသူများအတွက်အရက်ကိုအရေးဖြောတိုက်ပေးခြင်းဖြင့်အရက်ကြောင့်ဖြစ်တဲ့ရောဂါများကိုကာကွယ်ပေးနိုင်ခြင်းစတဲ့ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ ငွေကုန်ကြတက်တာစီပြီးလူချမ်းမာရေးအတွက်အများစွာအထောက်အကူဖြစ်စေတဲ့ကျင်းခါသီးကိုဟင်းလျာအဖြစ်ကြော်လော်ချစ်ပြုတ်ရေးစားသုံးခြင်းဖြင့်၎င်းတိုင်းရင်းစည်းများပေါ်ဆက်ရာတွင်၎င်းတွင်တွင်ကျကျသုံးဆွဲလာကြောင်းတင်ပြထားတာကိုတင်ပြလိုက်ရပါတယ်ရှင်။နောက်ရက်ဒီမှာလဲစေဝင်စားဖွဲ့ရအကြောင်းအရာအချို့ကိုထုတ်လုပ်တင်ဆက်ပေးမှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။